ရွာလေးတရွာမှာကုအောင်နိုင်နဲ့မက်ခင်များတို့လင်မယားနှစ်ယောက်နေထိုင်ကြပါဗျ။သူတို့နှစ်ယောက်ဟာမကြသေးခင်ကမှအိမ်အောင်ကြထားတာဖြစ်လို့ပျော်ရွှင်စရာအချိန်လေးတွေကိုအတူတူဖြတ်တန်းနေကြတာပေါ့။တနေ့မှာတော့ကိုအောင်နိုင်ဟာမြို့ကြီးမှာအလုပ်ရသွားပါတယ်။ဒါကြောင့်သူတို့လင်မယားနှစ်ယောက်ဟာမြို့ကိုပြောင်းရွှေ့လာကြပြီးအိမ်အစ်စ်တလုံးရှာဖွေပါတော့တယ်။သူတို့မှာပတ်စံအများကြီးမရှိရကြောင်းပွဲစားကိုဈေးသက်သာတဲ့အိမ်တလုံးရှာပေးဖို့ပြောလိုက်ပါတယ်။ပွဲစားကလည်းအိမ်တလုံးလိုက်ပြပြီးအဲ့ဒီအိမ်ကိုမက်ခင်များကသဘောကျတာကြောင့် သူတို့နှစ်ယောက်ဟာအဲ့ဒီအိမ်မှာပဲနေထိုင်လိုက်ကြပါတော့တယ်။အဲ့ဒီညမှာပဲည3နာရီလောက်ရောက်တဲ့အခါအိမ်နောက်ဘက်ကခြံထဲကနေလူတစ်ယောက်ဒန်းစီနေတဲ့အတန်ကိုသူတို့နှစ်ယောက်ကြားလိုက်ရပါတယ်။အိုးကိုအောင်နိုင်ဒီလောက်ညဘက်ကြီးဒန်းစီနေတာဘသူများလဲ။ကိုရောကြားရလား။အင်းကြားတော့ကြားရတယ်။ဒီလောက်ညကြီးဒန်းစီနေတာတော့ယူနေတဲ့သူပဲဖြစ်လိမ့်မယ်။ထားလိုက်ပါတော့။ဘာပဲဖြစ်ဖြစ်ကိုရောနဲ့မဆိုင်ပါဘူး။စိုက်အိတ်ကြရအောင်နော်။ကိုအောင်နိုင်ကဒီလိုပြောပြီးစိုက်အိတ်လိုက်ပေမဲ့ မက်ခင်များကတော့အဲ့လိုမပြောတော့ပါဘူးဘသူများလဲသွားကြည့်မှပဲရမယ်လို့တွေးပြီးမက်ခင်များဟာဗတင်းပေါက်စီကိုတဖြည်းဖြည်းသွားလိုက်ပါတယ်ဗတင်းပေါက်ကိုဖွင့်လိုက်ပြီးကြည့်လိုက်တဲ့အခါသူမရဲ့မျက်လုံးတွေဟာအံ့ဩတောင်ထုတ်သွားပါတော့တယ်အိမ်နောက်ဘက်မှာရှေးကျပြီးတက်တန်းရစ်နေပြီဖြစ်တဲ့ညောင်မင်းကြီးတပင်ရှိပါတယ်အဲ့ဒီအပင်ကနေရှေးဟောင်းတန်းတစ်ခုကတွဲလောင်းကျနေပြီးအဲ့ဒီဒမ်းပေါ်မှာသပင်အရှင်နဲ့အမျိုးသမီးတစ်ယောက်ဟာအဖျူရောင်ဝတ်စုံကိုဝတ်ဆင်ပြီးစီးနေတာကိုတွေ့လိုက်ရပါတယ်။ ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမက်ခင်မြဟာရမ်းကိုကြောက်လန့်သွားပြီးကိုအောင်နိုင်စီကိုပြေးသွားပါတော့တယ်။ကိုအောင်နိုင်မြင်မြန်ထပါကျမကိုကိုတခုပြကြရှိတယ်။အိုးမက်ခင်မြရဲ့ဘာဖြစ်တာလဲအခုမှည3နာရီပဲရှိသေးတယ်။ကိုရောအိတ်ကြရအောင်မနေ့ကမှပြကြရှိတာပြပေါ့။မက်ခင်မြဟာကိုအောင်နိုင်ရဲ့လက်ကိုဆွဲပြီးပရင်းမောက်စီကိုခေါ်သွားပါတယ်။ကိုအောင်နိုင်လဲဗတဲ့မောက်ကနေကြိလိုက်တော့အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့အမျိုးသမီးတယောက်ဒန်းစီနေတာကိုတွေ့လိုက်ရပါတယ်။ ိုအောင်နိုင်ရဲ့အချီကသူမရဲ့ခြေထောက်တွေစီကိုရောက်သွားတဲ့အခါသူ့ရဲ့မျက်လုံးတွေလည်းပြူးကျဲသွားပါတယ်။ဟေးမခင်မြသူ့ခြေထောက်တွေကိုကြည့်ပါဦး။သူကခြေထောက်ပြောင်းပြန်ဖြစ်နေတယ်။ဒါဟာတာမန်လူတယောက်မဟုတ်ဘူး။ဒါတရေပဲ။ကိုတို့ဘလို့အခြေအနေမျိုးကိုရောက်နေကြတာလဲ။ဒါတကယ်ပဲတရေတကောင်ပဲ။အခုဘလို့လောက်ကြမလဲ။သူသားကျမတို့ကိုမြင်သွားရင် အသက်ရှင်မှာမဟုတ်ဘူး။ကိုအောင်နိုင်ဟာဗရင်မောက်ကိုအမြန်ပိတ်ပြီးသူတို့အခန်းထဲကိုပြေးဝင်ကတကားကိုပိတ်လိုက်ကြပါရဲ့ ကျွန်မဒီအိမ်မှာညအိမ်မှာမဟုတ်ဘူးဒီကနေထွက်သွားကြဆို။အိုးမခင်မရရဲ့ဒီလောက်ညပဲကြီးဘယ်ကိုသွားလို့ရမှာလဲ။ကိုတို့ဒီမြို့မှာဘသူ့ကိုမှလည်းမသိဘူး။မကြောက်ပါနဲ့ဘာမှဖြစ်မှာမဟုတ်ပါဘူး။ဘလို့ပဲဖြစ်ဖြစ်ဒီညကိုတော့အောင်းအီးပြီးနေလိုက်ကြရအောင်။မနေ့ကျရင်အိမ်ပွဲစားကိုဖောက်ဆက်လိုက်မယ်။အဲ့ဒီညမှာသူတို့ဟာဒန်းစီတန်ကိုတညလုံးကြားနေရပြီးကြောက်လန့်နေတာကြောင့်တညလုံးအိတ်မပြောခဲ့ကြပါဘူး။ မနက်ရောက်တဲ့အခါမက်ခင်များဟာအင်းနီနာချင်းမျိုးသမီးတွေစီကိုတွားပြီးညကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာကိုပြောပြလိုက်ပါတယ်။မမကျမမမကို မေးစရာလေးရှိလို့ပါ။ဟုတ်ကဲ့ပြောပါ။ကျမတို့ဒီအိမ်ကိုမနေ့ညကမှပြောင်းလာတာပါ။ဒါပေမဲ့ညလုံးမှလူတစ်ယောက်ဒန်းစီနေတဲ့အတန်ကိုကြားနေရတယ်။ဒီအိမ်အကြောင်းကိုမမသိလား။အိုးဖရားရေခမရတို့ကဒီအိမ်ကိုငှားလိုက်တာလား။ဟုတ်တယ်ဘာဖြစ်လို့လဲ။ဒီအိမ်ကထူးဆန်းလို့လား။ဒီအိမ်ကတာမန်အိမ်မဟုတ်ဘူး။ ဒီအိမ်မှာလာနေတဲ့သူတိုင်းဟာတုံးရမြောက်နေမှာအလောင်းကိုပဲတွေ့ရတယ်။ကျမစကားကိုနားထောင်ပြီးဒီနေ့ပဲအဒီအိမ်ကနေထွက်သွားလိုက်ပါ။အိုးဖျားသခင်အမဘာကိုဆိုလိုချင်တာလဲ။ကျမတကယ်ပြောနေတာပါ။ဒီအိမ်မှာလာနေတဲ့သူတိုင်းဟာညတကောင်ရံမှာအိမ်နောက်ဖက်ကပတင်းပေါက်ကနေအဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးတစ်ယောက်ဒန်းစီနေတာကိုတွေ့ရတယ်။တုံးရမြောက်နေမှာအဲ့ဒီအမျိုးသမီးဟာဘာတွေလုပ်လဲဆိုတာဘယ်သူမှမသိဘူး။ဘာလို့လဲဆိုတော့တုံးရမြောက်နေမှာသူတို့ရဲ့အလောင်းတွေကိုပဲတွေ့ရလို့ပဲ။မက်ခင်မြဟာ ဒီစကားတွေကိုကြားလိုက်တဲ့အခါကြောက်လန့်သွားပြီးကိုအောင်နိုင်စီကိုပြေးသွားပါတော့တယ်။ကိုအောင်နိုင်ဘယ်မှာလဲကိုအောင်နိုင်ကျမတို့ခုချက်ချင်းဒီအိမ်ကနေထွက်သွားမှဖြစ်မယ်။မဟုတ်ရင်အဲ့ဒီတရဲမကကျမတို့ရဲ့အသက်ကိုနှုတ်ယူသွားလိမ့်မယ်။အိုးမခင်မရရဲ့ဘာတွေပြောနေတာလဲ။ဘာတွေဖြစ်နေလဲဆိုတာအရင်ပြောပါဦး။ကျမအဲ့ဒီဒန်းစီနေတဲ့တရဲမအချောင်းကိုအားလုံးသိခဲ့ရပြီ။ဒီအိမ်မှာလာနေတဲ့သူတိုင်းကိုအဲ့ဒီတရဲမက၃ရက်မြောက်နေ့မှာတပ်ပစ်တာတဲ့။ဒီနေ့ကပထမဆုံးနေ့ပဲရှိသေးတယ်။ကျမတို့မှာ၂ရက်အချိန်ကျန်သေးတယ်။ ဒီကနေထွက်သွားကြဆို။အိုးအဲ့လိုထွက်သွားလို့မရဘူးလေ။ငါတို့မှာတခြားအိမ်တလုံးငှားဖို့လည်းပတ်စံမရှိဘူး။ခဏနေအောင်ပွဲစားကိုဖုန်းဆက်ကြည့်လိုက်အောင်မေ။သူ့စီမှာကိုရဲ့နှစ်လစာသဘောငွေရှိသေးတယ်။အဲဒီနောက်ကိုအောင်နိုင်ဟာပွဲစားကိုဖုန်းဆက်လိုက်ပါတယ်။ပွဲစားကလည်းအလောက်ကိစ္စနဲ့တပတ်လောက်ခရီးထွက်နေလို့ပြန်လာတဲ့အခါမှာမှတွေးဆုံပြီးစကားပြောကြမယ်လို့ပြောလိုက်ပါတယ်။အိုးဖရားရေကျမတို့မှာတပတ်အချိန်မရှိဘူး။ကို တခြားနည်းလမ်းတစ်ခုခုစဉ်းစားပါဦး။မက်ခင်များ အဲ့ဒီအမျိုးသမီးကကိုတို့ကိုကြောက်အောင်ပြောနေတာပဲဖြစ်လိမ့်မယ်။ကိုအောင်နိုင်အဲ့လိုမိုင်းမဲတဲ့စကားတွေမပြောပါနဲ့။ကိုညာကသူ့ရဲ့ခြေထောက်ဗျာမြန်ကိုကိုမျက်လုံးနဲ့ကိုတွေးခဲ့တာမဟုတ်လား။အားလုံးကိုကိုမျက်လုံးနဲ့တွေးခဲ့ရပြီးတော့မှအခုချက်မှညင်းနေတာလား။ဟုတ်တယ်မင်းပြောတာမှန်ပါတယ်။ဒါပေမဲ့အခုချိန်မှာဒီအိမ်ကနေထွက်သွားလို့မရသေးဘူး။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာတနေ့လုံးရံဖြစ်နေကြပြီးညရောက်သွားပါတော့တယ်။ကိုအောင်နိုင်အပြင်မှာမှောင်သွားပြီ။အခုဘယ်လိုလုပ်ကြမလဲ။ ဒီညကကျမတို့ရဲ့နောက်ဆုံးညများဖြစ်နေမလားညရောက်တော့ဒန်းစီတန်ကထထွက်လာပြန်ပါတယ်။အိုးတေးပြီတေးပြီဒီမိစ္ဆာတရဲမကဒီညလည်းဒန်းစီဖို့လာပြန်ပြီ။ခုဘလို့လောက်ကြမလဲ။ကျမတို့အိမ်ထဲဝင်လာမလားမသိဘူး။မခင်များဒီညတော့တရဲမကလာမှာမဟုတ်ပါဘူး။ဒန်းကလေချောင်းလှုပ်နေတာပဲဖြစ်မှာပါ။အဲ့ဒီနောက်သူတို့နှစ်ယောက်ဟာတိတ်တိတ်လေးပတင်းပေါက်ကနေအပြင်ကိုချောင်းကြီးကိုဆုံးဖြတ်လိုက်ကြပါတယ်။သူတို့နှစ်ယောက်တိတ်တိတ်လေးပတင်းပေါက်နားကိုရောက်သွားတဲ့အခါ အပြင်မှာဘယ်တရက်မှဟိုမှာမတွေ့ရပါဘူး။ဒန်းကသူ့ဘာသူလှုပ်နေတာကိုတွေ့ရပါတယ်။တွေ့လားမခင်မြ။အကိုပြောသားပဲ။ဘသူမှမရှိဘူး။ကြောက်စရာလည်းမလိုဘူး။ဒါဆိုဘာလို့ဒန်းကသူ့ဘာသူလှုပ်နေတာလဲ။ကြည့်ပါဦး။လေကတော်တော်ပြင်းနေတယ်။အဲ့ဒါကြောင့်ပဲဖြစ်မှာပါ။လာပါ။သွားအိတ်ကြစို့။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာအဲ့ရဝင်သွားကြပြီးဒုတိယမြောက်နေလဲပြီးဆုံးသွားပါတော့တယ်။နောက်တစ်နေ့မနေ့ရောက်တဲ့အခါမက်ခင်မြဟာအရန်ကိုပျော်နေပါတယ်။ ဘာလို့လဲဆိုတော့ညကဘယ်တရဲမကိုမှမတွေ့ရလို့ပါ။တူမရဲ့အိမ်နီးနာချင်းအမျိုးသမီးကတူမကိုအိမ်ပြင်မှာရပ်နေတာကိုတွေ့လိုက်တဲ့အခါတူမစီကိုလာပြီးပြောလိုက်ပါတယ်။ခမရတို့ဒီမှာပဲရှိနေသေးတာလား။ဒီနေ့ကခမရတို့ရဲ့တုံးရမြောင်းနေ့လေ။ကျွန်မခမရတို့ကိုပြောခဲ့သားပဲ။ဒီအိမ်မှာလာနေတဲ့သူတိုင်းကိုအဲ့ဒီတရဲမကတုံးရမြောင်းနေ့မှာတပ်ပစ်တာလို့ဒီလူတွေကတကယ်ကိုထူးဆန်းတယ်။သူတို့ရဲ့အသက်ကိုတောင်ဂရုမစိုက်ကြဘူး။ဒီစကားကိုပြောပြီးအဲ့ဒီအမျိုးသမီးဟာထွက်သွားပါတော့တယ်။ ဒီစကားတွေကိုကြားလိုက်တဲ့အခါမက်ခင်များဟာထပ်ပြီးကြောက်လန့်သွားပြီးကိုအောင်နိုင်ကိုတုံးရဲမြောင်းနေမှာတတ်ခံရမယ့်အကြောင်းပြောပြလိုက်ပါတယ်။မက်ခင်များကိုဘယ်နှခါပြောရမလဲ။အခုဆိုရင်ကြောက်စရာမလိုတော့ဘူး။ညကလည်းဘယ်တရေမှမရှိဘူး။သူထွက်သွားပြီ။မဟုတ်ဘူး။ကျမတို့အရန်ကြောက်နေတော့မယ်။ဒီနေ့ကတတိယမြောင်းနေပဲ။အဲ့ဒီမျိုးသမီးရဲ့စကားတွေသာမှန်နေတယ်ဆိုရင်ဒီနေ့ကျမတို့တေးရတော့မှာပဲ။ကျမမှာနီလန်တစ်ခုရှိတယ်။ဒန်းချိတ်ထားတဲ့အကိုင်းကိုခုတ်ချလိုက်ကြဆို ဒါအရန်ကိုအနေနဲ့များနိုင်တယ်။တရဲမကပုံပြီးဒေါသထွက်လာမှလားမသိဘူး။ကျမတို့မှာတခြားနည်းလမ်းမရှိဘူး။ဒါကိုပဲလုပ်ရလိမ့်မယ်။ဘာပဲဖြစ်လာဖြစ်လာရင်ဆိုင်ုံပဲပေါ့။အဲဒီနောက်သူတို့နှစ်ယောက်ဟာဓာတ်နဲ့အကိုင်းကိုခုတ်ချလိုက်ကြပါရဲ့။ဒန်းဟာမြေပြင်ပေါ်ကိုပြုတ်ကျသွားပါရဲ့။အဲဒီနောက်သူတို့နှစ်ယောက်ဟာအိမ်ထဲကိုပြေးဝင်သွားကြရဲ့။ညရောက်တဲ့အခါမက်ဖီများဟာတိတ်တိတ်လေးပဒင်းပေါက်ကိုဖွင့်ပြီးကြည့်လိုက်ပါရဲ့။အပြင်မှာဘသူ့ကိုမှမတွေ့ရပါဘူး။ ဖျားသခင်ကိုကျေးဇူးတင်လိုက်တာဒီတရေစီကနေကျမတို့လွတ်မြောက်ပြီအဲ့ဒီနောက်သူတို့နှစ်ယောက်ဟာအိယာဝင်သွားကြပါတယ်ညတကောင်ရံမှာသူတို့ဟာဒန်းစီရဲ့အတန်ကိုကြားလိုက်ရပါတယ်မျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါသူတို့ရဲ့မျက်လုံးတွေပြူးကျဲသွားပါတော့တယ်အဲ့ဒီဒန်းဟာသူတို့ရဲ့အခန်းမျက်နှာချက်မှာချိန်ထားတာကိုတွေ့နေရပါတယ်ဒီတရေမကအဲ့ဒီဒန်းပေါ်မှာစီးနေတာကိုလည်းတွေ့ရပါတယ်ငါဘသူ့ကိုမှအသက်ရှင်ဝင်ပေးမှာမဟုတ်ဘူးအိုးတေးပြီတေးပြီ ီမိစ္ဆာတရဲမက အိမ်ထဲကိုဝင်လာပြီအခုဘလို့လုံးကြမလဲကိုသူ့ကိုဘာလို့ခြင်းလဲဆိုတာမေးကြည့်ပါဘာမှမပြောနဲ့လေကျမကြားမှုတာကတော့အဲ့လိုတရဲတွေကိုငြိမ်းချမှုရအောင်သူတို့ရဲ့မပြည့်ပြတ်သေးတဲ့အလုပ်တွေကိုပြီးမြောက်အောင်ကူညီပေးရတယ်တဲ့အဲ့ဒီနည်းနဲ့သူတို့အေးချမ်းသွားမယ်ဆိုရင်ကျမတို့ကိုထားခဲ့မှာပါယူနေတာလားတရဲနဲ့စကားပြောမှာလား तू ကကိုရုံးကိုမြင်တာနဲ့တတ်ပစ်လိုက်မယ်ကြောက်နေမယ်ဆိုရင်တေရမှာပဲစူးစမ်းကြည့်မယ်ဆိုရင်တော့အသက်ရှင်နိုင်အောင်မှာပါ ခမခမခမဘာလို့လဲဘာလို့ကျွန်တော်တို့ကိုကြောက်အောင်လှုပ်နေတာလဲရုတ်တရက်ဒန်းဟာသူ့ဘာသူရက်တန်သွားပါတယ်ငါဘသူကိုမှတက်ချင်တာမဟုတ်ဘူးငါနာမည်ကမာလာပါဒီအိမ်ကငါအိမ်ငါယောက်ျားကငါ့ကိုဒီညောင်ဝင်းမှာကြိုးခွင်းဆုပ်ပြီးတက်ခဲ့တယ်ငါရဲ့ဝိညာဉ်ဟာဒီဒန်းနဲ့ချိတ်တွေ့နေတယ်တယောက်ယောက်ကငါရဲ့အယိုးပြာကိုမြစ်ထဲမှာမျှောပေးဖို့ပဲငါလိုချင်တယ်ဒါမှငါအေးချမ်းစွာတည်ဆုံးနိုင်မှာကျွန်တော်တို့ခမည်းတော်ကိုကူညီပေးပါမယ် နောက်တနေ့မှာကိုအောင်နိုင်နဲ့မက်ခင်များတို့ဟာအဲ့ဒီအပင်အောက်မှာတူးဖော်ပြီးမာလာရဲ့ရှီဟောင်းအယိုးပြာကိုမြစ်ထဲမှာသွားမျောပြလိုက်ကြပါတယ်။သူတို့ပြန်လာတဲ့အခါအိမ်ထဲကဒန်းဟာလည်းပျောက်ကွယ်နေတာကိုတွေ့ရပါတယ်။အဲ့ဒီညကအိမ်ထဲမှာပထမဆုံးအချိန်ဖြစ်ငြိမ်းချမ်းမှုနဲ့တိတ်ဆိတ်မှုတွေကိုခံစားရပါတယ်။ကိုအောင်နိုင်လည်းစိတ်သက်သာရာရပြီးတက်ပြင်းချလိုက်ပါတော့တယ်။ကိုတို့သာကြောက်ပြီးထွက်ပြေးခဲ့မယ်ဆိုရင်အမှန်တရားကိုဘယ်တော့မှသိနိုင်မှာမဟုတ်ဘူး။ အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တရေပုံမြင်လေးတွေကြည့်နေဆိုရင်တော့အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မျှော်ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တူတူပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။